မှာပါအာဆရာရောဆမရောနောက်တက်ရောက်ပေးတဲ့ကျောင်းသားကျောင်းသူတွေနဲ့မိဘတွေအားလုံးငန်းညနေခင်းမှာဒီမှာကတော့ဒီ social studies ဆိုတဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့ပဲ introduction လေးလုပ်ပေးမှာပေါ့နော်အဲ့တော့ social studies ဆိုတဲ့ဘာသာရပ်မှာတော့အာဖြည့်ဆွေးရတဲ့မိကုံးအပုပ်ကြီးကလည်းအတူဆုံးဖြည့်ဆွေးရတဲ့ကြာချိန်ကလည်း အနည်းဆုံးပါเนาะအပုတ်ကြီးအနည်းဆုံးအချိန်အတူဆုံးဖြေရတဲ့ဘာသာရပ်ဖြစ်တယ် risk လည်းအရင်များပါတယ်ဘာလို့လဲဆိုတော့အပုတ်ကြီးအရင်များတဲ့ဘာသာတွေမှာမှတ်နေတယ်ဆိုရင်တော့မှအာတပုတ်ကိုမှအများဆုံးသုံးမှတ်လေးမှတ်နှမှတ်အဲ့လိုမျိုးနေချေတော့ကျမတို့မှန်းလို့ရပြီမယ် social study လို့ဘာသာမျိုးကပုတ်ကြီးစုစုပေါင်းမှာ30လဲမိတာအရင်တော့က2022 23ပတ်ချလဲတော့တော့35လောက်ထိမိတာရှိခဲ့ဘူးတယ်22အစလောက်မှာ ေးတာတွေ့ခဲ့ပြီအဲ့နောက်ပိုင်း35 35ကနေပြီးတော့ခု23 24 25အခုဒီနှစ်ဒီချိန်ထိပေါ့နော်ဒီချိန်ထိကတော့လက်ရှိမှာအပုတ်ရေ30ပဲမီးတော့တာဖြစ်တယ်မိကုန်းအခုမိကုန်းတစ်ပုတ်ကိုခုနှစ်မှတ်နှုံးမှခုနှစ်မှတ်6မှတ်နဲ့ခုနှစ်မှတ်ကြားပတ်ချလဲလောက်သွားကြနေတာဖြစ်တဲ့အတွက်ဒါပြန်ပြအပြန်အလောက်ထိသွားကြနေတာဆိုတော့ Rex ပြန်ပါတယ်တစ်ပုတ်မှားတာနဲ့သွားပါတယ်နော်တစ်ပုတ်မှားတာနဲ့သွားတဲ့အနေထားကိုဖြစ်သွားတာပေါ့နော်အဲ့တော့ပါတဲ့ portion အဖြစ်ကြည့်မယ်ဆိုရင်တော့၄ခုခွဲတယ်ဒီမှာက ဲ့တော့ service and government ဆိုရဲ US အစိုးရရဲ့ government အပိုင်းပေါ့နော် US အစိုးရမှာပါနေတဲ့ citizens တွေရဲ့အကြောင်းကြီး citizenship ဘယ်လိုရတာလဲပြီးရင် voting right တွေဘယ်လိုရလာတယ် civic and responsibility ပေါ့နိုင်ငံသားတယောက်မှာရှိရမယ့်တာဝန်တွေဝိတရားတွေပြီးသွားရင် US ရဲ့ constitution အကြောင်းကြီးသင်ရတယ် civic and government ဆိုရဲ portion တစ်ခုရဲ့ economics ကတော့ရန်ကြီးခတ်တဲ့ထဲမှာမပါပါဘူး economics နဲ့ geography ကအလွယ်ဆုံးထဲမှာပါပါတယ် နော်ចောင်းသားတွေအားလုံးလည်း history တို့ economics အပိုင်းဆိုရင်အဲသဘောကျကြတာများတယ်လွယ်တာများတယ်ပေါ့နော်လွယ်တဲ့အတွက် economics ဆိုလို့ရှင်လဲဒါရရင်ခက်ခက်ခက်ခဲမျိုးမေးတာမျိုးတိတ်မရှိဘူးပေါ့ ။နောက် US history ကတော့ US နိုင်ငံရဲ့တမိုင်းကြောင်းလေးတွေပါ။အာသူတို့နိုင်ငံဖြစ်တည်လာပုံကနေအခုလက်ရှိသူတို့နိုင်ငံရဲ့ဘယ်လိုရှိနေလဲဆိုတဲ့သဘောတရားလေးတွေကိုသင်ရတာများပါတယ်။နောက်တစ်ခုက geography and the world လို့ပြောတာကြတော့ geography ပထဝီဝင်မြေအနေအထားတွေပြီးရာသီဥတုတွေအကြောင်းတွေ world population အကြောင်းတွေသင်ရတယ်ပြီး map တွေလေ့လာရတယ်။ world ကတော့ဟိုကဘာကြီးစတဲ့ကနေစပြီးတော့ဒါများသောအားဖြင့်တော့ coast တွေမှာက ကမ္ဘာကြီးစလာခဲ့တဲ့နဲ့ civilization စတဲ့ကာလကနေပြီးတော့ WW2 core core အထိပေါ့နော်ဒါလေးတွေကိုအာသင်ရတဲ့အပိုင်းပါအာဘာသာရေးအားလုံးမှာအဓိကက reading and thinking မှာ reading ရမယ် thinking ရမယ်ဟိုအတွေးခေါ်တတ်ဖို့ရအတွက်ကလည်း English လို့ဖြေရတဲ့မိကုံဖြစ်တဲ့အတွက်ဒီဘာသာရေးအကုန်လုံးမှာဘာသာရေးလေးခုစလုံးရဲ့အခြေခံက reading အဲ့တော့အဲ့ဒီ reading များဖို့အတွက်ကအင်္ဂလိပ်စာရန်ရေးကြည့်ပါတယ်။အဲ့တော့ဂျီဒီကိုကတက်ဖို့စိတ်ကူးပြီဆိုတဲ့ကိုကကိုယ့်ရဲ့အင်္ဂလိပ်စာ level ကို level up လုပ်ရပါမယ်။ level up မလုပ်ဘဲနဲ့အင်္ဂလိပ်စာကိုမလုပ်ဘဲနဲ့ပြစ်ထားလို့တစားမှမရအောင်။အာအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အတွေ့အကြုံကြီးကကလေးတော်တော်များများရဲ့ပေါ့နော်ဖြေတဲ့အဟာတွေမှာဆိုရင်ဘာဖြစ်လဲဆိုတော့ကလေးတွေကစာပိုက်ကိုဖတ်ပြလိုက်တယ်။မိကုံဘေးလိုက်တာနဲ့အောက်ကအဖြစ်ကြည့်စရာတော့မလိုဘူး။ဘာဆိုတာတန်းတိတယ်။အဲ့ဒါဖတ်ပြမှာ ဆီယမဒါကိုဖက်ပြဒါပါမေးတယ်ဆိုတာကိုပြောပြမှာတရုတ်တီးရအဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီဟာကိုကဲဖြည့်ကြည့်စမ်းလို့ဖြည့်လိုက်တဲ့အချိန်မှာပြဿနာမဖြည့်တတ်ဘူးဘာဖြစ်လို့မဖြည့်တတ်တာလဲဆိုတော့အင်္ဂလိပ်စာနားလည်မှကိုကဖြည့်လို့ရတာနားမလည်ဘဲနဲ့ဘာမှသွားဖြည့်လို့မရအောင်အဲ့တော့ဘာသာရဲ့လေးခုစလုံးရဲ့အခြေခံကအင်္ဂလိပ်စာဖြစ်တဲ့အတွက်သင်တန်းတက်နေတဲ့ကာလတစ်ခုမှာကိုယ့်ရဲ့အင်္ဂလိပ်စာ level ကိုထပ်ပြီးတော့ upgrade လုပ်သွားဖို့အရေးကြီးပါတယ် เนาะဒါဘာသာရဲ့နဲ့ပတ်သက်လို့နောက်တစ်ခုက social study ရဲ့ဒီမေးခွန်းမှာ အာဘာသာရဲ့မှာဒီ scale တွေပေါ့เนาะ reading for meanings တွေ historical events တွေနဲ့ social ဒီ arguments တွေကို analyze လုပ်တဲ့ scale တွေပါမယ်ပြီးရင် numbers တွေ graphs တွေကိုဖြည့်ရတဲ့မေးခွန်းမျိုးတွေပါတာဖြစ်တဲ့အတွက် အဓိက basic scale ပြန်သွားရရင်တော့ကိုယ့်ရဲ့ radiance scale အရင်တက်အောင်လုပ်ပါအဲ့တော့တခြား force scale လုံးမကြည့်နေပါ force scale လုံးကကျမတို့ကသိပြီးတော့ဒီမှာဒီစာမွေးပွဲအတွက်ကိုတက်ဖို့ရည်ရွယ်ထားခဲ့ပြီးဒီဒါတက်တော့မယ်လို့ယူဝင်စိတ်ကူးရင်တော့ reading ကိုတော့အဓိကသွားစေချင်ပါတယ် reading ရရင် writing ကလည်းရလာပါလိမ့်မယ်ဘာလို့ဆို ER ER နဲ့ကလေးတွေအော်ကြတာဘူးနော် RL မှာ ER ER နဲ့ချင်းလို့အော်နေကြတယ် grandma တွေမြင်မှများလာရင်တိလာနိုင်မယ်ဒါကျမရဲ့တွေ့ကြမှာကျမက အဲ့ရဲ့အဲလေ့ကျင့်နဲ့လေ့ကျင့်ပုံလေ့ကျင့်ကြီးကတော့ reading များများလုပ်ပါတယ် reading ကိုများများဖတ်လာလို့ရှိရင်အဲ့ဒီ reading မှာမြင်နေတဲ့ဟာတွေကကိုက used to ဖြစ်လာလိမ့်မယ်ကိုမြင်လာနိုင်မယ်ခဏခဏဒါတွေသိလာတဲ့ခါကြလို့ရှိရင်ကို apply လုပ်နိုင်လာတယ် reading နဲ့ writing က skill တစ်ခုတည်းဟိုလုပ်သွားရင်ကိုရတာဒါကြောင့်မလို့အာအဓိကကတော့ကလေးတွေအင်္ဂလိပ်စာ level အလုပ်ဖို့ရေဒီ reading writing skill တွေလေ့ကျင့်ဖို့ရေကိုတော့ ဦးစားပေးပြီးတော့ပြောချင်ပါတယ်။ကျန်တဲ့ background knowledge တွေလိုအပ်တဲ့ technique တွေညာအကြောင်းတွေညာဖြစ်ပေးပါတယ်။ကျမတို့သင်တန်းတွေမှာသင်တန်းမှာဆိုလဲဒီတွက်လိုအပ်တဲ့နောက်က background knowledge တွေဥမာသင်ချာဆိုလဲသင်ချာလဲတွက်ရမယ့် technique တွေဒါဘာဆိုတာသူတို့သင်ပြီးတယ်။ science ဆိုလဲ science RLE ဆိုလဲ RLE ဒါပေမဲ့ကလေးကတော့ like လုပ်ဖို့ရည်ကြည်တာပေါ့နော်။ကလေးကတော့ဒီဆရာမပြောရုံနဲ့ အာပြီးသွားမယ်လို့တော့မဟုတ်ဘူးကိုမှပြင်ပဟာတွေထပ်ပြီးတော့ extra လေ့ကျင့်ရမယ်ဟာတွေရှိတယ်ကျမတို့ဘာသာရပ်ဆိုရင်အာ general knowledge ကိုအများကြီးခြေခံတာဖြစ်တဲ့အတွက်ဒီဟာတွေကို course book တွေဒီဟာတွေကိုလေ့ကျင့်ရုံနဲ့မပြေဘူးပြင်ပရပြင်ပကဟာတွေကိုလည်းအများကြီးလေ့လာရတယ် social study တို့ RLE တို့ကအရင်နေကြရတယ်ပြီးအခုဆို science science ဆိုလဲဒီလိုပဲ science ဆိုလို့ရှိရင်လဲ experiments တွေလုပ်တာကျမတို့ experiments ကိုဟိုတခွဲခန်းထဲမှာလုပ်ရတဲ့ဟာမျိုးမဟုတ်တဲ့အတွက် YouTube လို channel မျိုးတွေမှာအများကြီးပါ ။နော်အများကြီးလေ့လာလို့ရတယ်။ကိုယ့်ရဲ့ဒီနိပညာကိုနိပညာတွေအသုံးချပြီးတော့လေ့လာလို့ရတဲ့ဟာတွေဖြစ်တဲ့အတွက်ဒီကျောင်းသင်ခန်းစာတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ပြင်ပဟာတွေကိုလေ့လာဖို့အရေးကြီးပါတယ်။အဲ့ဒါလေးပြောရင်းနဲ့ပဲ social study နဲ့ပတ်သက်တဲ့ဟာတွေတော့ညီကုန်းချုပ်ပြရစီ။